နေ့စဉ်မိုးလေဝသသတင်း2025ခုနှစ်အောက်တိုဘာလ16ရက်နေ့နနက်9:00နာရီအချိန်ထုတ်ပြန်ချက်မင်္ဂလာပင်လယ်အော်ခြေနေမင်္ဂလာပင်လယ်အော်အရှိလေပိုင်းတွင်တိမ်နှင်းငယ်ဖြစ်ထွန်းနေပြီးကပလီပင်လယ်ပြင်နှင့်ကြံမင်္ဂလာပင်လယ်အော်တို့တွင်တိမ်အတင်းတင်းမှတိမ်ထူထပ်နေပါသည်ထူးခြားသည့်အခြေအနေယနေ့မြန်မာစံတော်ချိန်9:00နာရီခွဲအချိန်တိုင်းထွာချက်များအရာ ိလစ်ပိုင်ပင်လယ်ပြင်ရှေ့ပိုင်းတွင်ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်းဖန်ရှင်သည်အနောက်အနောက်မြောက်ဘက်သို့ရွှေ့ရှားခဲ့ပြီးဖိလစ်ပိုင်နိုင်ငံလူဆောင်ကျွန်းတောင်ပိုင်းပင်လယ်ကွေ့သို့ရောက်ရှိခဲ့ပါသည်အဆိုပါအပူပိုင်းမုန်တိုင်းဖန်ရှင်သည်မြောက်အနောက်မြောက်ဘက်သို့ရွှေ့ရှားနိုင်ပြီးဖိလစ်ပိုင်နိုင်ငံလူဆောင်ကျွန်းသို့ဖြတ်ကျော်နိုင်သည်ဟုခန့်မှန်းရပါသည်ယနေ့ညနေအထိခန့်မှန်းချက်နေပြည်တော်မကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်း ၊ကယားပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင်နေရာကွက်ကြားရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းအေရဝတီတိုင်းဒေသကြီးကချင်ပြည်နယ်နှင့်ကရင်ပြည်နယ်တို့တွင်နေရာကျဲကျဲနှင့်ကြံတိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာစိတ်စိတ်မိုးထစ်ချုံရွာမီရွာရန်ရာနှုံးပြည့်ဖြစ်ပါသည်မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေအေရဝတီတိုင်းဒေသကြီးတွင် မိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေလျားရာနေရာတလျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနှင့်မိုးတီးကြွေခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါသည်။နောက်နှစ်ရက်အတွက်ခံမှန်းချက်တနင်္လာရီတိုင်းဒေသကြီးတွင် မိုးပေါ်လာပြီး နေပြည်တော်နှင့်အနီးတဝိုက်အတွက်ယနေ့ညနေအထိခံမှန်းချက် နေရာကွက်ကြားမိုးထစ်ချုံရွာမီရွာရင်ရာနှုံး80ဖြစ်ပါသည်ရန်ကုန်မြို့နှင့်အနီးတဝိုက်အတွက်ယနေ့ညနေအထိခံမှန်းချက်နေရာကွက်ကြားမိုးထစ်ချုံရွာမီရွာရင်ရာနှုံးပြည့်ဖြစ်ပါသည်မန္တလေးမြို့နှင့်အနီးတဝိုက်အတွက်ယနေ့ညနေအထိခံမှန်းချက်နေရာကွက်ကြားမိုးထစ်ချုံရွာမီရွာရင်ရာနှုံး80ဖြစ်ပါသည်